မကတော့တင်ဆက်သူမဆန်နာပါပြည့်ရမှန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားပွေမူကင်းဇလန်းကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MN YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်ခရမ်းမျိုးပေါ်မှာတော့မင်းဆွေနဲ့ငွေရတို့တငယ်ချင်းနှစ်ယောက်ဆိုရင်မတိတူရှာတယ်တမျိုးတန်းနေခေပညာအသင်းတင်းရှိတဲ့ငယ်တငယ်ချင်းပြီးပြီး သူတို့နှစ်ဦးကလည်းအတွဲလေးညီတယ်။ခင်မင်းယုံမကကျွမ်းဝင်ရင်းနှီးလို့တော့ညီအကိုတော်တယ်လို့တော့တချို့ကထင်ကြတယ်။နှစ်ဦးစလုံးမှာ အသက်30ဝန်းကျင်ဖြစ်ပြီးခရမ်းမြို့ပေါ်မှာဒီမြို့ရဲ့အနောက်ဘက်နဲ့အရှေ့ဘက်နယ်တလွှားရှိကျေးရွာများတို့တိုင်းကျေးရွာချင်းထက်သွာလာလျက်ရှိကြတယ်။မင်းဆွေကလူပြိုကြီးသူခန္ဓာကိုယ်ဖွဲ့စည်းမှုကတောင်တင်းပြက်လက်တွက်လက်တဲ့ငွေရကတော့ရုပ်ဖြောင်းတော့ပြိုမေတို့ကြလောက်တယ်။တငယ်ချင်းဖြစ်ပေမဲ့ မင်းဆွေကတော့ငွေရရဲ့အပေါ်မှာဒီခန့်စိမ့်နဲ့ခွင်းလို့ရမည်ဖြစ်တယ်။ငွေရကတော့သူ့လူကျင်တာတစ်ခုခုရှိရင်မရကြအောင်ယူတတ်သူဖြစ်တယ်။သူ့ဇယိုင်းနဲ့သူ့ရဲ့ဟန်ပန်ကရုပ်ရှင်မင်းသာရှုံးနေ။သူတို့နှစ်ဦးကအရတောက်ဖဲရိုက်ရမှာဝါသနာချင်းတူညီတယ်။ငွေရကအနေနဲ့ကိုလှဲ့ပြီးစီးပွားဖြစ်ဖဲရိုက်တယ်။အရတောက်အပြော်ဖတ်တယ်။မင်းဆွေကတော့ဒီလိုမဟုတ်ပါ။သူကစီးပွားရေးလုပ်ငန်းရှိတယ်။စီကံရှိတယ်။ သူကမျိုးပေါ်မှာတင်းများကျူဘဲဟုပွဲယုံရှင်ရဲ့ကိုယ်စားလှယ်အဖြစ်တောနဲ့အရရက်ကိုလှည့်ပြီးဘဲဟုကောက်ရတယ်။ကာလာပေါက်စင်းနဲ့ဝဲငွေပေါ်မှာဆယ်ရာခိုင်နှုန်းသူ့အတွက်ရတယ်။ဒီနေ့ကတင်းများကျူပွဲယုံအတွက်ဘဲဟုတထောင်မို့ဝဲယူပေးနိုင်တော့သူ့အတွက်စက်တရာဝင်ငွေရတယ်။အချက်ကတော့သူကအပေါင်းသင်းကဏ္ဍဆိုင်ရာကြုံတွေ့မှသာတောက်တယ်။တောက်တော့လေတပိုင်းတစိမ့်မြသာဘဲကတော့တခါတရံမှသာအပြော်သဘောမျိုးနဲ့ဂိုင်းတယ် ဆိုရရင်တော့မင်းဆွေရဲ့အဓိကစီးပွားရေးအလုပ်ကတင်းမြကျူဘဲဥပွဲယုံရဲ့ဝယ်ယူရေးကိုယ်စားလှယ်ငွေရရဲ့စီးပွားရေးလုပ်ငန်းမှာနေတကာကိုလှည့်ပြီးဖေးရိုက်ခြင်းမိဘလက်ထက်မှာအတွင်းပစ္စည်းလေးရှိတော့ငွေရကထိုကဲ့သို့နေနိုင်စားနိုင်ခြင်းဖြစ်ပါရည်မုတ်ဆိုးမမိခင်ကြီးရဲ့တဦးတည်တော်သားလေးဖြစ်တယ်သူရဲ့ဇနီးခင်ဝင်းကြီးကိုတော့ငွေရကရှိတယ်လို့သဘောမထားမင်းဆွေကငွေရအပေါ်မှာညီအကိုအရင်လိုပူချစ်တယ်။တန်ရောစင်ရှိတယ် တီးခံစိတ်အပြည့်အဝထားပြီးအရာရာကိုစွန့်လွတ်နိုင်မှု ခွင့်လွတ်နိုင်မှုရှိသူများမှမင်းဆွေသားလျင်ဖြစ်ပါရယ်ငွေရလုံးသည်များမင်းဆွေကအပြည့်မမြင်ညီငယ်တူးလို့တွန်တင်နေပြုတ်ပြင်းနေတနေ့မနက်မှာတော့မင်းဆွေကငွေရနဲ့တူညောင်ကုန်းကြီးရွာကိုသွားရန်အဓိကရှိတယ်တို့ရရှိဘဲတိတ်များမှာဘဲဥများကိုတစ်တာနဲ့ရိုက်ပြီးလှင်းနေသည်။ညောင်ကုန်းကြီးရွာဘဲသမားများကသူ့ရဲ့ဖောက်သည်များ ယခုခနွေလေတောင်ရောက်ပြီမို့ညောင်ကုန်းကြီးရွာတိတ်ကံမောင်ပေါ်မှာကြက်ဝိုင်းကောင်းနေကံမောင်ပြည့်ပြီလူကအဖွေသာဒိုကစားဝိုင်းမှာငွေရကငွေလောက်မေကြက်ဝိုင်းပြီးတဲ့အခါရွာနောက်တဲဝိုင်းမှာကျိဝိုင်းရှိတော့ငွေရကဖဲပိုင်ကိုင်းမေ တက်ဆိုင်ရာကလာဖမ်းရင်သူတို့ပြေးမယ်။ဒိုကိစ္စများအတွက်မင်းဆွေကငွေရကိုခေါ်ရအောင်မယ်။ငွေရမိမခင်ဝင်းကြီးကသူ့ယောက်ျားအကြောင်းကိုနောကြည့်အောင်တိထားသူမို့ဘယ်ရမစိုးမင်းဆွေပါမှာစိတ်ချရတယ်။ငွေရကလည်းမိမလည်းပွေတတ်သေးတယ်။ငွေရနဲ့ခင်ဝင်းကြီးတို့ရဲ့အိမ်တော်သက်မှာတနေ့ကြော်များသာရှိသေးတယ်။အော်ခင်ဝင်းကြီးခင်ဝင်းကြီးခုမှအသက်က25နှစ်ပဲရှိသေးတယ်။ငွေရနဲ့တသမီမရသေး အလာသွေးတွေမပြေးသေးငရက်ကိုယ်လုံးတရံနှွဲ့နှွဲ့ရင်ကလေးဝင်းဝင်းတင်ကလေးစွန့်စွန့်ခရီးထွက်ရန်စပိန်ကိုရေဆေးနေတော့မှ မင်းဆွေရဲ့စိတ်အတွေကတိတ်တိတ်ရိပ်ရိပ်ကလေးပြေးထွက်သွားတယ်မင်းဆွေရဲ့ချစ်သေးဒါလီမာလီခင်ဝင်းကြီးစောင်းနှင်းဝေးတဲ့ထူတညကိုဆွေပြောလေအကြီးခတငိန်သက်သွားတယ်ခင်ဝင်းကြီးကအေးလွန်းတော့မင်းဆွေရဲ့ရင်ခွင်ထဲမှာတိုးဝင်နေပြီးမှသူမကစကားဆိုတယ် အကြည့်ကိုတတလုံးချစ်သွားနိုင်မလားချစ်သွားမှာပေါ့အကြည့်ရဲ့သူမရဲ့ပါနုနုလေးကိုမှုံမွေပေးပြီးချစ်စကားဖလှယ်လိုက်တော့သူမကချစ်ရင်အမေကိုလာတောင်းတော့လို့ပြောပြီးမင်းစွေရဲ့လေတိုင်းကြော့ကြော့ကိုအောက်ကနေတိုင်ဖက်ပြီးရီးလေးခိုးထားတယ်အကြည့်ပွင့်တို့စည်းကားတီကရင်မဆွဲဘူးပြီးအကြည့်စားရလို့ကိုဆွေလာတာပါဘာကြောင့်ငိုရတာလဲကွအကြည့်ဘဝပန်းလို့ကြွေသွားပြီကိုဆွေ ဟမ်မင်းဆွေရဲ့ခံပြင်းပေါက်ကွဲတန်ကခင်ဝင်းကြီးရဲ့အကြည့်တော့အရှက်ရတော့မှာပဲခင်ဝင်းကြီးရဲ့အတန်ကဖုံးလွှမ်းသွားတယ်။မင်းဆွေကမေးတော့မှ ခင်ဝင်းကြီးကရှိုက်တန်တဲ့တဲ့နဲ့ပြောပြတယ်ရမန်နေညနေက လူတယောက်လာခေါ်လို့လိုက်သွားမိတယ်။ကိုဆွေကခြံဝမှာအဆောင်နေတယ်တဲ့။ဒါပေမဲ့လိုက်သွားတော့ကိုဆွေကိုမတွေ့ရဘူး။ဘသူကိုတွေ့ရတယ်လေအကြီး ကိုငွေရငွေရကခင်ဝင်းကြီးကိုစပိန်နဲ့တင်ခေါ်သွားပြီးမကြမီမင်းဆွေလဲလာမယ်လို့ပြောတယ်။နောက်တော့ကဘာကြီးတစ်ခုလုံးခြားခြားလဲသွားတယ်လို့ထင်ရတယ်။ရင်းနှဆုံးကပြင်းထန်စွာခုန်နေတယ်။မင်းဆွေကခင်ဝင်းကြီးရဲ့မျက်ရည်စာများကိုတီယူတရတုပ်ပေးပြီးနောက်အမှုမဖွင့်နိုင်အောင်အကြည့်ရအကြည့်တော့အကောင်းဆုံးဖြစ်အောင်ကိုဆွေစဉ်းစားပေးမယ်။အရှက်ကွဲအကျိုးနည်းသူကချစ်ရသူချင်းရလောင်းလူမဆန်စွာပြုတ်လိုက်သူက တငယ်ချင်းအချစ်ဆုံးသူမင်းဆွေရတညာလုံးစင်စားတယ်သုံးသက်တယ်ပြီးမှဆုံးဖြတ်လိုက်တယ်ခင်ဝင်းကြည်ရဲ့အရှက်နဲ့အသက်ကိုကာကွယ်ဖြည့်ရှင်းပေးတဲ့အားဖြင့်မိမိတို့ရဲ့စိတ်ကူးတွေကချိတ်အိမ်လေးကိုဖျက်ဆီးပြလိုက်ကြတယ်ခင်ဝင်းကြည်ကိုအခါခါနားချပြီးအရင်ဒီဆုံးအချစ်ဆုံးတငယ်ချင်းငွေရနဲ့ပေးစားလိုက်ကြတယ်ငွေရကလည်းကန္နာတင့်တယ်စွာခင်ဝင်းကြည်ကိုတောင်းယူမင်္ဂလာဆောင်ပါတယ်သူတို့ချစ်သူနှစ်ဦးမှာတော့ အတိကိုစီ နားလည်မှုအလေးလေးနဲ့ကြွမ်းအသေးကိုရင်မာပိုက်ပြီးချစ်လန်းခွေကြရတယ်။ကြာတော့လေထိုးချစ်စကားနဲ့ထိုးအဖြစ်ပြက်များကနေချီအောက်ကရေခဲအိမ်လေးလိုကျွေလွင့်ပြက်စီ မီးပြောက်သွားခဲ့ရပြီ။ငွေရကစပိန်နဲ့ခင်ဝင်းကြီးကငွေရရဲ့စပိန်နောက်ခုံကရိယာဘော်ကနေ ခုံဆင်းလိုက်တဲ့အတန်းကြောင့်မင်းဆွေရဲ့အတိတ်ကို ပြန်လွင့်နေတဲ့အတွေ့အကြုံကစူးစီးမိလိုက်တယ်။မင်းလာမခေါ်လို့လိုက်လာရတာကွာ။ ။ဘာငိတ်နေတာလဲ။ညောင်ကုန်းကိုသွားဖို့ကိုများမေ့နေပြီလားငါဆွေရ။ဒုအခါမင်းဆွေကအင်တူရရနေပြန်ပြောတယ်။ငါလည်းအခုပဲလာတော့မလို့ပါ။ညောင်ကုန်းကိုသွားဖို့မမေ့ပါဘူးကွာ။ကင်ဝင်းကြီးကထိုအခါမှာစကားတွေတူထိုးတော့တယ်။ဒါပဲနော်ကိုဆွေ။အော်ရောင်းလို့ကိုမင်းဆွေနဲ့အတူတူသွားမှာဆိုလို့ခွင့်ပြုလိုက်ရတာ။ပြန်ရင်နှစ်ဦးအတူတူပဲပြန်ရမယ်နော်။ပူမနေစမ်းမာနဲ့ဝင်းကြီးကငါကငါဆွေနဲ့အတူတူပြန်မလာလို့ ်ဘဲကမရငယ်အိမ်မှာကြံ့ရစ်ခဲ့ရမှာလေမသိနိုင်ဘူးလေငွေရမဟုတ်ဘူးလားဖဲဝိုင်းမှာငွေတွေအများကြီးရပြီးတော့ညောင်ကောင်းမှလည်းအမြောင်မရနဲ့ပြောနေမလားလို့တစ်ချိန်လုံးနားထောင်နေရင်နှုတ်ဆက်နေတဲ့မင်းဆွေကကဲဘာမှလည်းပူမနေကြနဲ့ငါပြန်လာရင်ဒီကောင်ပါလာရမယ်စိတ်ချပြန်ခင်ဝင်းကြီးကစိတ်ချယုံကြည်စွာနဲ့သူမအင်ကိုခြေချင်းလျှောက်ပြီးပြန်သွားရီမင်းဆွေနဲ့ငွေရကသူမကိုပြုံးကြည့်ရင်ကြံရည်တဲ့ ညောင်ကုန်းရွာကိုရောက်တော့ရွာထိပ်ကလေးကကြက်ဝိုင်းမှာငွေရနဲ့လူချင်းခွဲပြီးမင်းဆွေကဘဲချံများစီကိုခရီးဆက်တဲ့ညနေ3နာရီ4နာရီခန့်မှာတော့မင်းဆွေကကေတီဥစီရောက်လာတဲ့နေဘူးရှိန်ကများသေးတော့သူကဆိုင်အတွင်းကိုဝင်မတော့သေးပေဆိုင်နဘေးရှိတရပင်ရှိန်မှာနားနာနေနေထိုင်နေတယ်ကေတီတို့ဆိုင်အမိမှာမာကေတီရဲ့အမိကိုယူထားခြင်းဖြစ်တဲ့မာကေတီကအသက်30ဝန်းကျင်ရှိ ကိုလုံးဖွင့်ထွားထွားမျက်နှာလှလှအပြောချို့တဲ့မုတ်ဆိုးမတအူးဖြစ်တဲ့တသမိမတွေ့သေးမီခင်မောဖြစ်သူကိုဘူးခမဤချံဝင်းထဲမှာပို့ထိပ်ပြီးဆုံးသွားရှာရီကျောက်လာခန့်သာယောက်ျားနဲ့အတူနေခဲ့ရပြီးယခုချိန်မှာမကေတီကမုတ်ဆိုးမဖြစ်လာခဲ့သည်မှာနှစ်နှစ်ကျော်ခဲ့ပြီကေတီဦးဆိုင်ကမကေတီရဲ့အလအပအပြောဆိုစားရလူမှုဆက်ဆံရေးပြည့်ပြည့်မှုကြောင့်ပုရိသရမကသမားတို့ ဥရဟူဝင်ထွက်ပြီးသွာလာစည်းကားနေခြင်းဖြစ်တဲ့ညောင်ကုန်းရွာကိုရောက်တော့မင်းဆွေနဲ့ငွေရတော့မှလေကေတီဦးမှာအချိန်တော်ကြာယူလေးရှိတယ်။မာကေတီရဲ့ရမကာဖောက်တဲ့ထဲမှာသူတို့နှစ်ဦးကအပြောင်းလဲဆုံးအရင်ဒီဆုံးဖြစ်တဲ့မင်းဆွေကတရက်ပင်ရှိမှခုံတန်းလျားပေါ်ကိုပြောင်းရွှေ့ထိုင်ပြီးနေအကြကိုစောင့်နေစဉ်တပတ်တစ်ထည်ကိုခြုံပြီးဆိုင်အနောက်ဘက်မှထွက်လာတဲ့အမျိုးသမီးတယောက်ကိုမင်းဆွေကလှမ်းမြင်ပြီးငေးပြီးကြည့်မိတယ် အနီးကိုရောက်မှမကေတီမန်တီးရတယ်။မကေတီကတပတ်ကိုခွာချလိုက်မှတမင်ရင်ရှာတာကြောင့်တီးရတယ်။မကေတီရေချိုးမယ်လို့နားလေတော့ထိုအနီးနာကနေခွာရန်ပြင်စင်မှမကေတီကအတန်တက်တဲ့နေဆိုရီတိုင်းနေတာပဲနာနာနေနေနေပါကိုမင်းဆိုရင် ကျမတို့မှမောင်နှမလိုစိတ်ထားရှိကြတာပဲနောက်ပြီးတော့ကေတီကအပြိုလေးလည်းမဟုတ်ပါဘူးရှင်ဆိုင်ထဲမှာပူလွန်းတော့မနေနိုင်ဘူး ဒါကြောင့်ရေချိုးရင်းနဲ့စကားလေးပြောကြတာပေါ့မားကီတီကရေစီတဲကရေကိုခတ်ပြီးခန္ဓာကိုယ်ပေါ်ကိုတဝါပွားလောင်းနေရင်မှဆိုင်ရအတွင်းကိုညနေ3နာရီလောက်ကပဲငွေရရောက်နေကြောင်းဖဲကလည်းတေလွန်းလို့တည်းနောက်ပြီးငွေရရဲ့အကြည့်မျက်လုံးတွေကလည်းမားကီတီပေါ်မှာမယိုးတော့ကြောင်းနဲ့အကယ်လို့မရအမှုလွန်မှာကမားကီတီရဲ့ဆိုင်ထဲမှာပဲအိတ်ခွင်ပြူဖို့ကြိုတင်ခွင်တောင်းထားကြောင်းကိုမင်းဆွေကိုရှင်းပြတယ် ဒုအခမင်းဆွေက စကားလမ်းကြောင်းလွှဲရန်ရှိ၍ဩဒါထက်မားကေတီမှာရေချိုးနေတော့ဆိုင်ထဲမှာဘသူရှိလဲယင်ကျမမောင်လေးရွှေဝိုင်းရှိရလေသူကအရက်ဆက်တဲ့နေရာမှာဆေးရပဲထိုစဉ်ရွှေဝိုင်းကဆိုင်နောက်ဖေးကိုအပေါ်သွားရန်ထွက်လာရင်မင်းဆွေနဲ့မားကေတီတို့နှစ်ဦးကိုတော့မချုံမချင်းမျက်နာနဲ့ဒုတ်ထိုးဥပေါက်ပြောတော်ရင်ဩမမကကျွန်တော်ကိုထားခဲ့ပြီဒီမှာကိုမဲဆွေကြီးနဲ့အကြည့်ဆိုင်နေတာကို ကိုမင်းဆွေကိုတော့မမနဲ့သဘောတူတယ်ဗျလူပြိုကြီးကိုဗျမင်းဆွေရော မာကေတီပါ ရွှေဝိုင်းရဲ့စကားကြောင့် ရှမ်းအန်းအန်းနေကြတယ်မာကေတီကရွှေဝိုင်းရဲ့မျက်နှာကိုကြည့်ပြီးကိုအမကိုဒီလိုပြောရသလားဆိုတဲ့အထိပ္ပယ်နဲ့ရွှေဝိုင်းရဲ့နှစ်ဖူးပြင်ကိုခပ်ဝါဝါထူတယ်ရွှေဝိုင်းရဲ့စကားကမရက်သည်ဟိုကိုငွေရဆိုတဲ့သူကတော့တခုလက်ဆိုလားကျုံမနှစ်ချိုက်ဘူးမမကိုကြည့်တာများတနာဘလူးစီးနေတာကြာနေတာပဲ ထိုအခါမားကေတီကသူ့မောင်ရွှေဝိုင်းကဒီထက်ကဲလာနိုင်စရာအကြောင်းရှိရာမို့ရေဖလားကိုကင်ပြီး ရွှေဝိုင်းရဲ့နှစ်ဖူးကိုကဲနှာအုံးဟာနှာအုံးဟာလို့ပြောပြောဆိုဆိုလန့်တူတယ်။ရွှေဝိုင်းကတော့မင်းဆွေရဲ့ခါကိုဖတ်ပြီးလှဲ့ပတ်ပြေးနေတယ်။မားကေတီကလည်းပြောပြောဆိုဆိုမြည်တွန်ဆဲနဲ့ရွှေဝိုင်းကိုအရက်ပြေးလိုက်ကြိုက်တယ်။ရွှေဝိုင်းဆိုင်ထဲကိုပြေးဝင်သွားမှ ရေချိုးကုံကိုပြန်လာပြီးရေတဝန်းပွန်းလောင်းချနေတယ်။ ပြီးမှမမျော်လင့်တဲ့စကားတခုကိုပြောလိုက်တယ်။ကိုငွေရကတခုလည်းဟုတ်တယ်နော်ကိုမင်းဆွေ။မင်းဆွေက အပြေလွာစင်စားရီပြီးမှအေးစစ်စစ်ကြမှာပြောကြမယ်ကေးသည်။ငွေရရဲ့ဇာကိုသိထားသူမို့အချိန်နေတရရက်ကိုတော့ရောက်နေပြီလို့မင်းဆွေကနားလေရီ။ကေးသည်ဦးဆိုင်နေကိုရောက်တော့ငွေရကမင်းဆွေကိုလှမ်းပြောရီ။မင်းကနေအေးမှာငါနဲ့လာတွေ့ဖို့ရတယ်နော်။ရောက်စားကတော့လူပြိုကြီးခွာချဖို့ ရေချိုးကောင်မှာရှော်ရဖို့ရစူးစမ်းရသေးတယ်နော်မင်းဆွေကသူ့ကိုရှိနေမှန်းသိတော့တော်စမ်းမှာကွာအညစ်ကြေးဆိုတာစေးကြောမှာစင်တာကွာတို့တို့ပြန်ပြောတယ်မားကိတ်သေးကတော့သူတို့နှစ်ဦးကိုနှာတချီချီနဲ့လှမ်းကြည့်နေတယ်ရွှေဝိုင်းကတော့သူတို့အနားမှာမရှိတော့ဘူးဆိုင်မှာလူရှင်းနေတယ်ငွေရကတော့ရေချိန်ကိုက်နေပြီမားကိတ်ဒီရေချိုးများလို့အပူရှက်နေပြီငါဆွေး စကားတန်လေးပြောက်လူရိတ်လေးပြောက်သွားတော့မင်းဆွေက မားကီတီကိုအကဲခတ်ပြီးပြောရတယ်။နေရှိန်မကြခင်ရေချိုးများတော့အပူရှက်တာသေးကြတယ်ကေတီ။ကိုမင်းဆွေဈေးဝယ်ပေးရမလားပြောလေ။ချိုးစင်ငွေရကဈေးထုတ်သုံးထုံးနဲ့ရှောက်လာပြီးပြောပြောဆိုဆိုမားကီတီရဲ့လက်ထဲကိုဈေးထုတ်များလှမ်းပေးတယ်။ယော့မားကီတီဖျားနေပြီမဟုတ်လား။ငန်းဈေးသုံးခွက်စာရေနွေးနဲ့တောက်ပါ။ မားကတ်တီကကျေးဇူးတင်ကြောင်းပြောပြီးငွေရလက်ထက်ကစီးတုံများကိုလမ်းယူရင်မကြမီဆိုင်တွဲမှာလူစီကလာရင်မြင်းစွေကတော့အရက်တပိုင်းမြသာမာရင်ငွေရကတော့အတော်မူးနေရင်တကယ်တော့မင်းစွေကငွေရသိမ့်မမှုလို့ထင်နေအတော်မူးနေတဲ့သူက ရွာထဲကို စေးရှာဝဲနိုင်မှာမလားငွေရမူးချင်းအောင်ဆောင်ပြီလို့မင်းစွေနားလေတယ်မကိတ်ဒီကိုကြည်ရသည်မှာအပူရှက်အပြားဝင်နေတော့ဆိုင်ကနေမြ мян ခွာလိုဟန်ရှိတယ် ငွေရကလည်းအယုတ်ကျိုးပြတ်ဖြစ်နေစေမှာတော့မင်းဆွေဘက်ကိုလှည့်ပြီးဟေးငွေဆွေမင်းပြန်တော့ကွာငါမလိုက်နိုင်တော့ဘူးဒီမှာပဲဒီညအိတ်တော့မယ်ဒူအခါမားကြီးတီကမင်းဆွေကိုငွေရကိုတွဲပြီးစိုင်းတနေရာမှာတိတ်ထားစီပြီးတော့မှသူမရဲ့အဖဦးကြီးညိုကိုစိုင်းထဲကိုလွှဲအပ်တဲ့ဦးကြီးညိုကလည်းမားကြီးတီကိုစိုင်းစောစောသိမ့်ပြီးစေးတောက်အနားယူရန်ပြောတယ် မကိတီကဆိုင်သိင်းရင်တခေါ်လောက်ဝေးတဲ့ကြံကြီးထဲမှာရှိတဲ့အိမ်ငယ်မှာသူ့မောင်ရွှေဝိုင်းနဲ့တူအိပ်ပြီးဦးကြီးညိုကတော့ကေတီဦးရဲ့ဆိုင်ထဲမှာပစ္စည်းများကိုဆောင်ရင်အိပ်လေးရှိတယ်။မကိတီကငွေရဒီညဒီမှာအိပ်ရင်မင်းဆွေလည်းပြန်လို့မဖြစ်ကြောင်းမနဲ့စောစောကြားမှသာငွေချင်းနှစ်ယောက်အတူတူပြန်မှုဖြစ်မယ်အကြောင်းသူ့အဖကိုရှင်းပြတယ်။ဒီလိုဆိုအဖကြက်သားဟင်းချက်ထားတယ်။မောင်မင်းဆွေလည်းအိမ်မှာပဲအိပ်လေး ရွှေဝိုင်းလေးရှိသားပဲအဘစိတ်ချပါရဲ့မင်းနမကေတီကဖျားနေတယ်အားလဲပေးဆေးလေတိုက်ပါအောင်ကွာဦးချင်းညိုက သူသမီးမုံဆိုးမလေးမကေတီနဲ့လူပြိုလူတောင်ကြီးမင်းဆွေကိုလွန်စွာသဘောတူတယ်မကေတီနဲ့မင်းဆွေကိုလည်းအချင်းချင်းချစ်ကြိုက်နေတယ်လို့ယုံကြည်နားလေထားတယ် မင်းဆွေကတော့မားကေတီကိုငွေရနဲ့ပတ်သက်ပြီးပြော့ပြထားတဲ့နာများကို ပြော့ပြထားခြင်းနဲ့ဒါကြောင့်ဒီတညမှာအိယံဆုံးဖြတ်လိုက်ခြင်းဖြစ်တဲ့တခြားအကြောင်းကတော့ဒီနေ့ညနေငွေရမပါဘဲသူခရမ်းကိုပြန်မှုမဖြစ်ပါ ခင်ဝင်းကြီးကအပြစ်တင်တဲ့နှော့ပြီးပြောတော်မိညမိုးချုပ်တာနဲ့ရွှေဝိုင်းကအရက်တပိုင်းဆွဲလာတယ်ဇသားဟင်းတစ်ခွက်လာခတ်ပြီးကိုမင်းဆွေဒီညစားစားတောက်တောက်နဲ့ပဲအမကိုစောင့်ရှောက်ပြ ကျုပ်ရွာထဲမှာရီစားရှိတယ်။ဒီညချိန်တွေ့ကြမယ်လေ။ကျုပ်အဘနဲ့မမကမေးရင်တော့ကြည့်ပြောလိုက်ပါဗျာ။ခမပြောရင်ယုံပါတယ်။ထို့တို့ဆိုပြီးအိမ်မော်ကဆင်းသွားတယ်။နိုင်ဝက်ခန့်ကြတော့မာကီတီကငုံနေတဲ့ချွေးများဆိုးထွက်လာတော့အပြားကျပြီးလူလဲပေါ်ပါလန်းဆန်းသွားတယ်။ထိုအခါကျမှမင်းဆွေကငွေရအကြောင်းကိုပြောတော်တယ်။ ဤသို့ပြောခြင်းမှာငွေရအပေါ်မှာ မုံတီစိတ်အာဂါတာစိတ်နဲ့မကောင်းတဲ့စိတ်ဓာတ်များမရှိပေမဟုတ်ဖေနှမသားချင်းစာနာတဲ့စိတ်နဲ့မမားတန်နာကိုမမားစေရန်သာရည်ရွယ်ထားရီပထမဆုံးမာကေတီပြောလာရီကိုငွေရကတခုလည်းဟုတ်တယ်နော်ကိုမင်းစွီ စကားကစတင်ပြီးငွေရကယခုတိုင်ခရမ်းမြို့မှာဇနီးတဲ့ခင်ဝင်းကြီးနဲ့တူကွာရှင်ချင်းလုံးဝမရှိပဲပေါင်းတဲ့နေထိုင်စေဖြစ်တော့တခုလည်းလုံးဝမဟုတ်ကြောင်းနောက်ထပ်မိမတယောက်ထပ်ယူပါကထိုအမျိုးသမီးမှာမရငယ်တာဖြစ်တော်မေမကေတီကမကြခဏသူမထံကိုလာပြီးနှကူကျင်ခွင့်ပေးရန်တောင်းခံလာတဲ့ငွေရရဲ့စကားများထဲမှာ ခင်ဝင်းကြည်နဲ့တရားဝင်ကွာရှင်းပြီးသားပါဆိုတဲ့စကားကိုယခုချိန်မှာ သူမရဲ့နားရေကထုတ်ပြန်လိုက်တဲ့ဆိုင်အလုတ်စည်းပွားရေးသဘောကလွဲပြီးငွေရအပေါ်မှာမုံတီနာကြီးစိမ့်နဲ့ရည်ငန်ထားတဲ့ခင်ဝင်းကြည်ကိုပါမကြမ်းအဆက်ကွဲအောင်ရုံးမှရက်ဆက်တဲ့လောက်ရက်က ငွေရရဲ့ဆက်ဆုပ်ဖွဲ့အကောင်ဆုံးသော အပြုမူလို့တိတာထင်ရှားသလိုနောက်အနာကဘဝချိတ်အိမ်လေးဆောက်ပြီးချစ်ဘဝထူထောင်မဲ့ချစ်သူခင်ဝင်းကြီးအရှရကွဲအကျိုးနည်းမှုမဖြစ်စေပဲအင်းရှင်ပီသားတဲ့အိမ်တော်ရှင်ဘဝကို တင်ပေးတဲ့မင်းဆွေရဲ့လောရစိတ်ဓာတ်စေရနာနဲ့စွန့်လွတ်အနစ်နာခံဒါရီကိုသိရတော့ငွေရကို ရွှန်ရှာမုန်းတီးမိတယ်လို့မင်းဆွေအတွက်လေအထင်ကြီးအားကိုးစိတ်က ကေတိရှင်မှာတပွားပွားပို့ပြီးတော့အသေးခိုက်ဖွေရာမင်းဆွေရဲ့စကားတကုံးကမာကေတိရဲ့အသေးနှလုံးဗဟုချမ်းမစီကိုတန်တန်မတ်မတ်စူးဝင်ထိုးဖောက်နေရာယူသွားတယ်။ထိုစကားစုကတော့မရရှိလင်းကိုပဲမမောမာလားငါလိုလူပြိုကြီးကိုပဲတွေ့တာမျက်နှိုးသင့်သလားအထူးစင်စားဆုံးဖြတ်စရာ မလိုတော့ပါဘူးကေတိယငါတကယ်စင်စားဆုံးဖြတ်ပြီးမှပြောတာပါနင်းတကူလုံးမှာတဘာဝအလှတွေမပြတ်သုံးသေးပါဘူးကေတိယ ထိုတို့စကားစုဖြစ်တဲ့ထိုညကကေတီဦးဆိုင်ထဲမှာဦးကြီးညိုငွေရတို့နှစ်ဦးဆိုင်ထဲမလန်မကန်းရှိအိတ်ခန်းထဲမှာတော့မကေတီတို့မောင်နှမနဲ့မင်းဆွေမင်းဆွေထံကရှင်းပြချက်စကားများကိုကြားရတော့မကေတီကငွေရပြောစကားများကိုနားထောင်ခဲမိသည်များအမနောက်တော့အရတရားများကလည်းသူမအသွေးသားထဲမှာနိုးထလာသလိုခံစားမိသည်တကောင်ရန်အချိန်မှာမကေတီရဲ့အပူချိန်ကတက်လာပြန်နေ အားငယ်ရှက်ကြောက်စိတ်အဟုန်ကြောင့်သူမရဲ့တကူလုံးခိုက်ခိုက်တုံများချမ်းနေတယ်။ရေလဲငတ်တယ်။ရေလဲအခါခါတောက်တယ်။ချမ်းတုံအေးခိုက်လုံးတော့မားကေတီကဆောင်းအထက်ထက်ခြုံပြီးသူမရဲ့အိတ်ခန်းတွေကအပြင်ကိုထွက်လာတယ်။မင်းဆွေကဒုတိယအကြိမ်ငန်းစေးတထုပ်ကိုထတ်တိုက်ပြန်နေ။ကေတီကိုအတိမှန်ပြီးတော့ကျေးဇူးတင်ပါတယ်ကိုမင်းဆွေရဲ့။ကိုမင်းဆွေကိုကေတီအိမ်တောင်ဘက်အဖြစ်ရည်စုပြီးရှင်ကုန်ပြရစေနော်။အမလီ ကျန်းလိုက်တော့ကိုမင်းစုရဲ့မင်းစုရင်မနေတာတော့ကြောင်ကရန်စကားများဖြစ်ပေမဲ့သူလဲမနေနိုင်တော့ကျန်းခိုက်တုံနေတဲ့ကေတိရဲ့ခန္ဓာကိုပွင့်ပွင့်လေးကိုတားကုန်းဖန်လိုက်တဲ့ရွှေဝိုင်းကားတော့ပေါ်မလာသည်နောက်တော့နောင်တော့သူညာကမာကေတီတို့အိမ်မှာမင်းဆွေအိတ်တာကိုငွေရလုံးဝမသိမနဲ့အာယုံတက်ချင်းလားရောက်နေတူပြန်သွားရိဘာကြောင့်ရေတော့မသိအကိုဆွေကိုဆွေ ထားပါအောင်ရှင်။ညကရန်ကုန်ကပြန်လာရောခရီးပန်းတော့မင်းဆွေကမိုးလင်းတဲ့ဒီအိတ်နေမိတယ်။အတန်ဆူဆူကြောင့်အိတ်မုံဆုံးမွားနေအခန်းပြင်ကိုထွက်လာမိတယ်။မင်းဆွေကိုမြင်မြင်ချင်းခင်ဝင်းကြီးကမင်းဆွေကိုတအားပြေးဖက်တယ်။သူမအတန်မသိမကွဲနေမင်းဆွေကထက်မိရတယ်။ဘာဖြစ်ကြတာလဲဟာရှင်းအောင်ပြောစမ်းပါအောင်ဟာ။ညောင်ကုန်းချော်မှာကိုငွေရအသက်ခံရလို့ခုသူအလောင်းကဆေးရုံမှာ ကြည်ပွားတော့အားကိုးရမဲပါပြီကိုဆွေရဲ့ဈေးရုံကိုရောက်တော့ငွေရကမသေးသေးကြော်ကုံနောက်စီမျက်နှာမှာဒဏ်ရာတွေကအပြည့်သွေးချင်းချင်းနီနေတယ်မင်းဆွေကိုမြင်တော့ငွေရကငါမားပြီကွာဝင်းကြည်ကိုမင်းဆက်ပြီးစောင်းလျှောက်လိုက်ပါမင်းဆွေကောင်းကြီးလို့မဆုံးမီငွေရအသက်ပြောက်သွားရင်ခင်ဝင်းကြီးကကြောက်ရွံ့အားငယ်လွန်းတော့မင်းဆွေရဲ့လက်ကိုမလွတ်တန်းဆွဲထားရင် နောက်ရဲစခန်းတနေရာအရောက်မှာ မားကေတီကိုအဝေစားကဘူကယိုနဲ့တွေ့ရတယ်။မျက်ရည်မျက်နှာနဲ့မင်းဆွေရဲ့ရင်ခွင်ကိုခေါင်းအပ်ပြီး တရှိုက်ရှိုက်ငိုကြွေးတယ်။ပြီးမှပြောတယ်။အဘကိုအကယ်ပါအောင်ကိုမင်းဆွေရဲ့ထိုစဉ်ရွှေဝိုင်းလေညှိုးငယ်စွာနဲ့ရောက်လာတယ်။စုံစမ်းကြည့်တော့ကေတိရဲ့အဖဦးကြီးညိုကအချုပ်ထဲမှာလို့သိရတော့ကြပြကြရသွားတွေ့ရတယ်။ မင်းဆွေဦးကြီးညိုကိုတွေ့တော့သူကငိုကြွေးခြင်းတဝက်ရှိုက်တန်တဝက်နဲ့ပြောပြန်နေ။မောင်မင်းဆွေငါသားနဲ့ငါသမီးကြီးကိုကုညီဆောင်းရှောက်လိုက်ပါကွာ။ဟုတ်ကဲ့စိတ်ချပါအဖ။ရဲတပ်ဖွဲ့ဝင်များကသူတို့လုပ်ငန်းများကိုဆက်လက်လုပ်ကင်ကြပါရစ်။ပြည်စင်မှန်ကိုဆက်ဆက်ကြည့်နေရင် ရေးရေးမြပေါ်လာသလို့ ဦးကြီးညိုကိုနှုတ်ဆက်အားပေးပြီးရဲစခန်းဝင်းနေရှိလက်ဖက်ရည်ဆိုင်ရှိရာကိုထွက်လာမိသည်။နောက်မှာတော့ခင်ဝင်းကြီးမားကေတီနဲ့ရွှေဝိုင်းတို့ကဲ့ရက်သားပါလာကြသည်။အားလုံးကိုနေရာပေးပြီးလက်ဖက်ရည်နဲ့မုံများမှာယူပြီးတဲ့အခါမှာမင်းဆွေကခင်ဝင်းကြီး မားကေတီနဲ့ရွှေဝိုင်းတို့ကို အပြန်အလှန်မိတ်ဆက်ပေးရသည်။အမလေးကျမတို့ရဲ့အဖြစ်ကကြားလို့မှကောင်းကြသေးရဲ့လားရှင်။ခင်ဝင်းကြီးကမားကေတီကိုဖတ်ပြီးငိုတယ်။ ာဂါဒမရှိ လူမှုရေးစိတ်ဓာတ်ကိုသာရှည်တန်းတင်ကြမယ်လို့မာကီတီကပြောရင်းမာကြည့်ရဲ့ခင်မွန်းကဆုံးသွားပြီအမမသာအရှက်နဲ့ကြံခဲ့တယ်အဘလည်းထောင်ကြအောင်မယ်ဆိုတော့အเจ้าတွေကမကောင်းလှပါဘူးကွယ်ကိုချင်းစာနာစိတ်အပြည့်နေပဲအမကေတီရှင်းပြပါတော့မယ်မာကီတီကမျက်ရည်ဇက်လန်ရှိုက်တန်တဝက်နဲ့ပြောနေစဉ် ခင်ဝင်းကြီးကကိုချင်းစာနာစွာဂိယုဏမျက်လုံးများနဲ့အငေးသာနားထောင်နေရသည်။ထိုတညကပေါ့ညနေ9နာရီကလေးကငွေရကကေတီဦးဆိုင်မှာ အချိန်ယူပြီးလာတော့တဲ့အမီးလဲဖွဲဖွဲရရမှားတယ်။ဖဲနိုင်လာပုံရှားတယ်။ညနေ9နာရီမထိုးခင်အမူးလွန်ပြီးဇက်ကျိုးကြသွားတယ်။မကေတီကကိုမင်းစွေအကြောင်းပြီးတော့ရန်ကုန်ကိုခိတ္တသွားတယ်လို့သာပြောတယ် ဆိုရရင်ထုံညာကကေတီဥရဲ့ဆိုင်မှာအဖအူကြီးညိုနဲ့ငွေရတော့နှစ်ဦးအိတ်တဲ့ဆိုင်တွင်းရှိနေအိမ်လေးမှာတော့မာကတ်တီနဲ့ရွှေဝိုင်းတို့မောင်နှမတို့အိတ်တဲ့ရွှေဝိုင်းကတုံးစံအတိုင်းမိမလေးတဲ့ကောင်မလေးတွေက သူ့ကိုညာစားနေတော့လေသူကမသိပါညာစနက်နိုင်အထိရွှေဝိုင်းကပေါ်မလာသည်သူမောင်လာရင်နှုတ်မနေရအောင်မာကေတီကအိမ်တကာစိတ်ယုံသာစိတ်ပြီးအတွင်းမှာတစ်သားเจ้าနဲ့ခံထားရီ ESC စင်မှာ market အတွက်အမှားဖြစ်သွားပြီးငွေရကထိုးစိတ်ထားတဲ့တကားကိုအတရာတွန့်ပြီးကေတီအခန်းထဲကို ဝင်လာက ကာမဘလူစီရော်ရီ market ကလည်းတအားကုန်းယုံနေကန့်နေငွေရရဲ့ဂုတ်ပိုးကိုလည်းရိုက်တဲ့တိုက်တဲ့ရွှေဝိုင်းကပုံမလာသည့် မာကတ်တီကအကြံခန့်နေတယ်။ငွေရကလည်းမာကတ်တီရဲ့ခန္ဓာပေါ်မှာတောင်းကျမ်းနေတယ်။နောက်ဆုံးတော့မာကတ်တီကကျမကိုမတရားစော်ကားနေလို့ကဲကြပါအောင်ရှင်လို့အော်ဟေးရင်ရုံးကန်ရင်တပ်ပုတ်နေရတယ်။ခဏကြာတော့မှ ဖခင်ဦးကြီးညိုရဲ့အတန်ကိုသူမတဲကွဲစွာကြားလိုက်ကြတယ်။ဟမ်တလိပ်ဆန်လို့ကောင်းကိုတငယ်ချင်းရဲ့မျက်နှာကိုမှမထောက်ပြူရက်တယ်။ကဲစော်ကားအောင်ကွာမရင်းကောင်း ။ဒဏ်ရာများစွာနဲ့ငွေရကကျမ်းမြေမော်ကိုပက်လက်အနေထားနဲ့လိမ့်ကြသွားရီ။အင်းဒီနာချင်းများနဲ့ကြေးရွာလူကြီးများရောက်လာရီ။ခရမ်းမြို့စည်းရုံနဲ့ရဲစခန်းစီကိုလဲနှစီနဲ့တည်ဆောင်သွားကြရီ။ဦးကြီးညိုကလည်းအသာတကြီးအဖမ်းခံပါရဲ့အမှုစစ်ဆေးနေစဉ်ကာလအတွင်းမင်းဆွေရဲ့တမာတမတ်ကြတဲ့ရှင်းပြပြီးစည်းရုံးမှုကြောင့်ခင်ဝင်းကြီးနဲ့မားကေတီတို့မှပြည့်စုံအစားကို နားလေသဘောပေါက်ကြရည် မုံတီစိတ်နာကြီးစိတ်နဲ့အာဂါဒတရားများမြုံမုံမြမရှိခဲ့ကြတဦးနဲ့တဦးညမအရင်ချလိုပဲခွင်လွတ်နားလေကြရိငွေရရဲ့အတုပကိစ္စများကိုတော့မားကေတီကကုညီလောက်ကင်ပေးရှာရိခင်ဝင်းကြီးကနေပါစေမမကေတီရဲ့အေးအေးဆေးဆေးထိုင်နေပါကာမလေးတွေလောက်ပါလိမ့်မယ်ကိုငွေရအတွက်အမားတို့မှကြွေးရှိရလေတမလွန်ဘဝထိလိုက်မဆက်နိုင်ပြီမေယခုဘဝမှာတော့ ထိုအကျွေးကိုဆက်ရမယ်မောင်ဝင်းကြီးထိုတို့ပြန်ပြောရင်ထိုအမှုမှာမကေတီရဲ့ဖခင်ဦးကြီးညိုလည်းထောင်ငါးနှစ်ကြာခံတော်ရရီသုံးလခန့်ကြာတဲ့အချိန်မှာတော့ခရမ်းမျိုးပေါ်မှာလေးပေ60ကြံကြဲကြီးတွေမှာမင်းဆွေကြီးဘဲဥပွဲရုံငယ်တခုနဲ့ကက်လျက်နေရမှာကီတီမင်းစားတော့ဆိုင်ကြီးတခုပေါ်ထွန်းလာရီထွေထွေမန်နေဂျာမှာမင်းဆွေဖြစ်ပြီးလက်ထောက်မန်နေဂျာနှစ်ဦးမှာတော့ခင်ဝင်းကြီးနဲ့မကေတီတို့ဖြစ်ကြရီ မင်းဆွေရဲ့စီယုံသိမ့်သွင်းမှုကြောင့်ထိုနေရာမှာစီးပွားရေးဆိုင်ကြီးနဲ့ဆိုင်ပေါ်ထွန်းလာခြင်းဖြစ်တဲ့ပွဲရုံမှာလူရှင်းချိန်မှာတော့မင်းဆွေကခင်ဝင်းကြီးရဲ့ပါနုနုနှစ်ဖက်ကိုအသာယာလိန်ဆွေရင်မုံဆိုးမှပူပူနွေးလေးအကြည့်ရေကိုဆွေအစီစဉ်ကိုအင်းမြနဲ့ပဲနှစ်သိပ်ပေးအောင်နော်ထိုတို့တီယူတီယာပြောတယ်ဒေါ်ကာခင်ဝင်းကြီးကလေဟိုဘက်ဆိုင်ကမမကေတီကိုလေအကျဉ်းတော်မိုးတွေနဲ့အားပေးလိုက်ပါအောင် ကိုဆွေရဲ့ အကြီးမူရီတာပွားနိုင်မှာရှင်နှစ်ကိုတချင်းဆိုတာဒါမျိုးပေါ့မင်းဆွေရဲ့မျက်နာကိုရွှွှော့ဆာဆာကြည့်ပြီးပြောလိုက်ပါရီတနေ့ကျော်ကြာတဲ့အချိန်မှာတော့မင်းဆွေကြီးဘဲဥပွဲယုံနဲ့ကေတီမင်းစားတော့ဆိုင်ပိုင်ရှင်ကြီးမင်းဆွေနဲ့မုတ်ဆိုးမနှစ်ယောက်ဖြစ်တဲ့ခင်ဝင်းကြီးနဲ့မားကေတီတို့နှစ်ဦးကိုတပိုင်နဲ့ထဲမင်္ဂလာဧကံပွဲကျင်းပပြီးဇနီးမယောင်မရက်ပြိုင်များအဖြစ် တရားဝင်ပေါင်းသိမ်းလိုက်တဲ့တရင်ကခရမ်းမျိုးနဲ့တကွာနေတခွင်ကို ပြန့်နှံ့သွားတော်ရီကြားရသူတိုင်းကတော့မျက်လုံးပြုပြီးအံ့ဩမိကြရီတချို့ကတော့လင်ရှားလို့ပေါ်တော်လို့သုံးသက်ပြီးမိကရွယ်ကပြောကြရီတချို့ကတော့သူတို့သုံးဦးရဲ့အတွင်ရေးကို အစင်းသားသိထားသူများဖြစ်တာနဲ့ညီရုပ်ရှင်မင်းသားကျော်စွေနဲ့မေတ္တတို့ပါဝင်ထားတဲ့ဘူးစာနှကိုင်းစကားကိုညှို့ဆိုပြီးဩသူတို့အဖြစ်ဟာလေ ဘူးစာနှခိုင်မှာပဲလေလို့ကောက်ချက်ကြကြရဲ။အိုးဦးကြီးညိုကတော့ထောင်ထဲမှာထောင်ရီတောက်တယ်။အပြင်မှာတော့မင်းဆွေကမိမနှစ်ယောက်ရှာတယ်။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဲဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။